မင်္ဂလာမနက်ခင်းပါရှင်။2025ခုနှစ်အောက်တိုဘာလ30ရက်နေ့ရေဒီယို NUG ရဲ့မနက်ခင်းပြည်တွင်သတင်းတွေကိုတင်ပြပေးသွားပါမယ်။ကျွန်မကတော့ຫນွေဦးမမ။ပထမဦးဆုံးတင်ပြပေးမယ့်သတင်းကတော့ဘက်ဖလိုမြို့မြေတာပါရမီကျောင်းဆရာတော်ဦးပညာဇောတာဦးစင်းနတ်ဇောပြန်လည်လွတ်မြောက်လာတဲ့သတင်းဖြစ်ပါတယ်။နိုင်ငံကျင်းသားဟောင်းဖြစ်သူ မရိကန်နိုင်ငံနယူးယောက်ပြည်နယ်ဘက်ဖလိုမြို့မြေတားပါရမီကျောင်းဆရာတော်ဥပညာစောတာဦးစင်းနတ်စောကိုစစ်ကောင်စီကတနစ်နီးပါမတရားထိမ့်သိမ်းထောင်ချထားပြီးနောက်အော်တိုဘာလ30ရက်နေ့နေ့လယ်ခန့်မှာပြန်လည်လွတ်မြောက်လာကြောင်းသတင်းရရှိပါရယ်ဆရာတော်ဟာအော်တိုဘာလ30ရက်နေ့နယူးယောက်အချိန်ည7:30တွင်ဘက်ဖလိုမြေတားပါရမီကျောင်းတိုင်းသို့ပြန်လည်ရောက်ရှိတော့မှာဖြစ်တယ်လို့ကြပြဆရာအောင်ဝေးကရေးသားထားပါရယ်ဆရာတော်ဥပညာစောတာဟာမြမပြည်တွင်စာသင်သားသင်ကားများအတွက်ကျောင်းသင်များစောင့်လုပ်ရန်ရည်ရွယ် ဲ့ချက်ဖြင့်သာသနာပြုခီးစဉ်ဖြင့်ရန်ကုန်သို့ရောက်ရှိခဲ့ပြီး2024ခုနှစ်နိုဝင်ဘာလ23ရက်နေ့တွင်မင်္ဂလာတုံမြို့နယ်စောပါကြီးကုန်းနှင့်စကောင်စီရဲတပ်ဖွဲ့ကဖမ်းဆီးခံခဲ့ရကတနင်္လာနေ့ကအကျဉ်းဆန်ခဲ့ရတယ်လို့သိရပါတယ်။2008ရွာရောင်တော်လင်ရဲ့ဦးဆောင်ဆရာတော်များထဲမှတပါးဖြစ်ပြီးရဟန်းပြုများတမကဖွဲ့စည်းလှုပ်ရှားခဲ့သူဖြစ်သလိုပြီးပသို့တင်းရှောင်ခဲ့ရသူဖြစ်ကနောက်ပိုင်းအမေရိကန်နိုင်ငံသားခံယူခဲ့ပါတယ်ထို့လူမျိုးမှုတွင်အမေရိကန်တန်ယုံ ငားရန်ရှိနေတဲ့မိတ်ဆွေအတိုင်းဝိုင်းရဲ့ဂျိုးပန်းဆောင်ရွက်မှုများအဓိကပါဝင်တယ်လို့သိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့ KNBLF ကလလတာကပဝင်းကျင်တန့်ရှင်ရဲ့အတွက်အမှိုင်များပုံမှန်ကောက်ယူသိမ်းဆည်းပေးနေတဲ့သတင်းဖြစ်ပါတယ်။ဂီနီပြည်နယ်ဒီမော့ဆိုအနောက်ဘက်ခြမ်းတွင်ဂီနီပြည်လူမျိုးပေါင်းစုံပြည်သူ့လူမျိုးရေးတပ်ဦး KNBLF ကလလတာကပဝင်းကျင်တန့်ရှင်ရဲ့အတွက်အမှိုင်များပုံမှန်ကောက်ယူသိမ်းဆည်းပေးနေကြောင်း KPB News မှာဖော်ပြထားပါတယ်။အမှိုင်ကောက်ယူမှုကို လူထုဓာတ်သည့်နေရာများနဲ့ဈေးတန်းများတွင်အ திக ဦးစားပေးဆောင်ရွက်နေပြီး တပတ်လျင်တစ်ကြိမ်လိုက်လံသိန်းဆဲကလူကျဲပါသည့်နေရာများတွင်မူဆယ်ရက်တစ်ကြိမ်ဆောင်ရွက်လျက်ရှိတယ်လို့သိရပါဗျ။ထို့အစီအစဉ်သည်ပဝင်းကျင်ညဉ့်ညမ်းမှုလျှော့ချရန်နှင့်အိမ်မွေးတလေးဆန်များအမိုက်စားမိ၏ယောဂကုဆက်ခံရမှုကကာကွယ်ရွယ်ချက်နှင့်ဆောင်ရွက်ခြင်းဖြစ်တယ်လို့သိရပါဗျ။အမိုက်သိန်းဆဲလုပ်ငန်းကိုပြီးခဲ့တဲ့ဩဂုလမှစတင်၍ကိုတူကိုထဆောင်ရွက်နေရပြီးရန်မုံငွေမလုံလောက်မှုကားစီရှားပါမှုအမိုက်ခြင်းမရှိခြင်းစတဲ့အခက်အခဲများကိုရင်ဆိုင်ကြုံတွေ့နေရကြောင်းတပွဲတာဝန်ရှိသူများကဆိုထားပါတယ်ရှင်။ ခုနောက်ဆုံးတင်ပြပေးမယ့်သတင်းကတော့တောင်တာမြို့နယ်အတွင်းကနေအိမ်မီရှို့ဖျက်ဆီးခံခဲ့ရတဲ့ပြည်သူများကိုရိတ်ခါနဲ့ထောက်ပံ့ငွေများပေးအပ်တဲ့သတင်းဖြစ်ပါတယ်။မန္တလေးတိုင်းဒေသကြီးမြင်းကျန်ခိုင်တောင်တာမြို့နယ်အတွင်းဆေးအုပ်စုကြောင့်နေအိမ်မီရှို့ဖျက်ဆီးခံခဲ့ရတဲ့ခြေရွာနေပြည်သူများကို ရိတ်ခါနဲ့ထောက်ပံ့ငွေများပေးအပ်ခဲ့တယ်လို့လူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။စီအိုဆူရဲ့မီးရှို့ဖျက်ဆီးမှုကြောင့်ဆုံးရှုံးခဲ့ရတဲ့ပြည်သူများကိုအိမ်အောင်စုလိုက်စံရိတ်ခါနဲ့ထောက်ပံ့ငွေများပေးအပ်မှုကိုတောင်တာမြို့နယ်အတွင်းကခြေရွာတရွာမှာအခုအော်တိုဘာလအတွင်းပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။ဆိုပါကူညီထောက်ပံ့မှုတွေကိုတောင်တာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့လူခွင့်ရေးဆိုင်ရာတာဝန်ခံတို့ကပူးပေါင်းဆောင်ရွက်ခဲ့ကြတာဖြစ်ပြီး စီယုစုကတုံမြင့်လှောက်ဆောင်လာတဲ့လေကြောင်းတိုက်ခိုက်မှုတွေနဲ့စစ်ကြောင်းထုံးမီးရှို့ဖျက်ဆီးမှုတွေကြောင့်မှပြည်သူလူထုရဲ့အကူအညီလိုအပ်မှုတွေကပုံမုံမြင့်မားလာနေတယ်လို့သိရှိရပါတယ်ရှင်။ခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတော့ Car Share နဲ့ပရဲဖိုးတို့ကပေးပို့ထားတာဖြစ်ပါတယ်ရှင်။